ုံးမင်္ဂလာညချမ်းပါရှင်။ဗမာပွေကြီးရဲ့အပတ်စဉ်စနေနေ့တိုင်းတင်ဆက်ပေးနေတဲ့တပတ်တွင်းအထူးသတင်းအစီအစဉ်ကိုကျမအေနာကတာဝန်ယူတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီတပတ်တွင်တင်ဆက်ပေးမယ့်သတင်းတွေကတော့အမေရိကန်ကအကြံပြုတဲ့ငြိမ်းချမ်းရေးအစီအစဉ်ကိုယူကရိန်းဘက်ကလက်ခံဖို့အခက်အခဲရှိနေတဲ့သတင်းရွေးကောက်ပွဲဥပဒေနဲ့အရေးယူခံထားရတဲ့သူတွေကိုဆေးအုပ်စုလက်အောက်ခံမြို့နယ်တရားရုံးတွေကနှိရှေထောင်ဒဏ်ချမှတ်ခဲ့တဲ့တဲ့ ရခိုင်တောင်ပိုင်းကြောက်ဖြူမြို့နယ်အတွင်းကစစ်ဘေးဒုက္ခသည်3000ကျော်အရေးပေါ်ကူညီလိုအပ်နေတဲ့တရင်အပါဝင်တခြားပြည်ရင်းပြည်ပါကစိတ်ဝင်စားစရာတရင်တွေကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်။ရုရှားသမ္မတဗလာဒီမာပူတင်ကယူကရိန်းစစ်ပွဲကိုအဆုံးသတ်ရေးအတွက်အမေရိကန်အကြံပြုထားတဲ့အစီအစဉ်ကိုထောက်ခံခဲ့ပြီးဒီအစီအစဉ်ကငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့အခြေခံအုတ်မြစ်ဖြစ်လာနိုင်တယ်လို့ပြောပါတယ် အမေရိကန်ကအကြံပြုတဲ့ဒီငင်းချမ်းရေးအစီအစဉ်ကိုယူကရိန်းဘက်ကလက်ခံဖို့အခက်အခဲရှိနေပြီးဒီအကြံပြုချက်ကိုငြင်းပယ်လိုက်ရင်အမေရိကန်အစိုးရရဲ့ထောက်ခံမှုဆုံးရှုံးသွားနိုင်ကြောင်းယူကရိန်းသမ္မတဇယ်လန်စကီးကတတိပေးထားပါတယ်။ပေါ်ကြားလာတဲ့အချက်28ချက်ပါအမေရိကန်အစိုးရရဲ့ငင်းချမ်းရေးသဘောတူညီမှုအကြံပြုချက်ထဲမှာယူကရိန်းတပ်တွေထိန်းချုပ်ထားတဲ့ဒွန်ဘတ်ဒေတာကိုရုရှားကိုလွှဲပေးရမှာဖြစ်ပြီးယူကရိန်းစစ်တပ်ရဲ့အင်အားကိုလည်း6သိန်းအထိရှော့ချပေးရမှာဖြစ်ပါတယ်။ ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုကိုခံခဲ့ရတဲ့ပြီးခဲ့တဲ့2022ခုနှစ်ဖေဖော်ဝါရီလမှာတပ်သားအင်အား3500ပဲရှိခဲ့တဲ့ယူကရိန်းစစ်တပ်ဟာအခု2025ခုနှစ်ဇန်နဝါရီလမှာအင်အား8000အထိရှိနေပါပြီ။ရုရှားကိုနယ်မြေတွေထွတ်အပ်ပြီးစစ်တပ်အင်အား6000အထိရှော့ချရမယ်အထက်ပါအမေရိကန်ရဲ့ငြိမ်းချမ်းရေးအကြံပြုချက်ကိုလက်ခံဖို့အစီအစဉ်မရှိဘူးလို့ယူကရိန်းကိုယ်စားလှယ်ကကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာပြက်ပြက်သားသားပြောထားပါဗျ။ အမေရိကန်အစိုးရကကန့်လန့်ထားတဲ့ငြိမ်းချမ်းရေးအစီအစဉ်ကိုရပ်ပိုင်းတွင်းမှာလက်ခံဖို့ယူကရိန်းကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဖိအားပေးနေပြီးလက်မခံရင်ရုရှားလက်ထဲနေမြေတွေပိုရောက်သွားမယ်လို့ပြောနေပါတယ်။အထက်ပါငြိမ်းချမ်းရေးကန့်လန့်ချက်ကိုယူကရိန်းဘက်ကညှင်းလိုက်မယ်ဆိုရင်အမေရိကန်နဲ့နှစ်နိုင်ငံဆက်ဆံရေးပြတ်သွားပြီးရုရှားနဲ့ရင်ဆိုင်ဖို့ UK ပြင်သစ်နဲ့ဂျာမနီတို့ကိုပိုအားထားရမယ့်အခြေအနေဖြစ်လာပါမယ်။ လက်ရှိချိန်မှာယူကရိန်းဟာရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုကိုခုခံနိုင်ဖို့အမေရိကန်ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေအပါအဝင် အမေရိကန်လုံအစစ်မြင့်လက်နက်တွေအမေရိကန်ကပေးပို့တဲ့ထောက်လန်းရေးအချက်လက်တွေပေါ်မှာလည်းအလွန်မင်းမိခိုနေရပါတယ်။ရုရှားစစ်တပ်ကလက်ရှိမှာယူကရိန်းရဲ့နယ်မြေ20ရာခိုင်နှုန်းကန့်ကိုထိန်းချုပ်ထားပြီးသူတို့တပ်ဖွဲ့တွေကြီးမားတဲ့ဆုံးရှုံးမှုတွေရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့ရှေ့ကိုတဖြည်းဖြည်းတိုးလာနေပါတယ်။ နမဲဆိုးနဲ့ကြော်ကြားတဲ့ကရင်ပြည်နယ်မြဝတီမြို့ရဲကကြားဖြန့်စင်တာရွှေကုတ်ကိုမြို့တစ်ကိုနိုဝင်ဘာလ18ရက်နေ့ကနေကြားဆောင်တက် BGF နဲ့မြန်မာစစ်တပ်တို့ပူးပေါင်းပြီးဝင်ရောက်စီးနင်းခဲ့ပါတယ်။နိုဝင်ဘာ18ရက်နေ့ကနေနိုဝင်ဘာ20ရက်ထိဝင်ရောက်စီးနင်းခဲ့တဲ့၃ရက်အတွင်းမှာနိုင်ငံပေါင်း22နိုင်ငံကနိုင်ငံခြားသား900ကျော်ဖမ်းဆီးရမိခဲ့တယ်လို့ BGF တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူဒုဗိုလ်မှူးကြီးနိုင်မောင်စောက ပြောပါရယ်။ရွှေကုတ်ကမြို့တစ်ထဲကအဆောက်အအုံ22လုံးတဲကနေ ကွန်ပျူတာ2600ကျော်မိုဘိုင်းဟန်ဆက်2000ကျော်တို့ကိုတင်စီရမိခဲ့တာလည်းဖြစ်ပါတယ်။ရွှေကောက်ကိုမြို့တည်စီနေမှုကိုအာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကတိုက်ရိုက်အမိန့်ပေးခဲ့တာဖြစ်ပါတယ်။ရွှေကောက်ကိုမြို့တည်တီထောင်သူကြားဖြတ်အင်ပါယာကိုဥဆောင်ခဲ့တဲ့ရှီချစ်ကျန်းကိုထိုင်းနိုင်ငံကနေတရုတ်နိုင်ငံကိုလွှဲပြောင်းပေးပြီးရပ်ပိုင်းအကြာအမေရိကန်အစိုးရကကြားဖြတ်တိုက်ဖြတ်ရေးအထူးတပ်ဖွဲ့စကန်စင်တာစထရိုက်ဖို့ကိုဖွဲ့စည်းပြီးရပ်ပိုင်းအကြာမှာ ရွှေကုတ်ကိုမြို့တည်စီနင်းမှုဖြစ်လာခဲ့တာပါရွှေကောက်ပွဲဥပဒေနဲ့အရေးယူခံထားရတဲ့သူအမျိုးသား၃ယောက်နဲ့အမျိုးသမီး၁ယောက်ကိုစေအုပ်စုလက်အောက်ခံမြို့နယ်တရားရုံးတွေကနှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။အသက်၂၃နှစ်ကိုရန်နိုင်ကြည်ဝင်းနဲ့အသက်၂၄နှစ်အရွယ်ကိုအောင်ရဲထွတ်တို့ကို ရန်ကုန်တိုင်းလှိုင်းသာယာမြို့နယ်တရားရုံးကထောင်ဒဏ်49နှစ်စီချမှတ်ခဲ့ပြီး အသက်16နှစ်အရွယ်မယမင်းထက်ကိုတော့ထောင်ဒဏ်42နှစ်ချမှတ်ခဲ့တယ်လို့သိရပါဗျ။သူတို့၃ဦးဟာလှိုင်းသာယာမြို့နယ်ထဲမှာရွေးကောက်ပွဲစန့်ကျင်ရေးပိုစတာတွေလိုက်ကပ်ခဲ့တဲ့အတွက်2025ခုနှစ်စက်တင်ဘာလကဖမ်းဆီးခံခဲ့ရတဲ့သူတွေဖြစ်ပါတယ်။ အလားတူမွန်ပြည်နယ်ချောင်းစုံမြို့နယ်ကွမ်ရိုက်ကျေးရွာကအသက်65နှစ်အရွယ်ဦးကျော်မြင့်ကိုမော်လမြိုင်ခရိုင်တရားရုံးကနိုဝင်ဘာ20ရက်နေ့မှာထောင်ဒဏ်18နှစ်ချမှတ်ခဲ့ပါတယ်။ကွမ်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာကတ်ထားတဲ့လွတ်တော်ကိုယ်စားလှယ်လောင်းအမည်စရင်စာရွက်ကိုဦးကျော်မြင့်ကစုပ်ဖြဲခဲ့တဲ့အတွက်နိုဝင်ဘာ5ရက်မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးနိုဝင်ဘာ19ရက်နေ့မှာထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ရွေးကောက်ပွဲဥပဒေနဲ့ပထမဆုံးစတင်အရေးယူခံရတဲ့သူက ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်အသက်36နှစ်အရွယ်ကိုနေသွေးဆိုသူဖြစ်ပါတယ်။သူ့ကိုစက်တင်ဘာ9ရက်နေ့ကတောင်ကြီးမြို့နယ်တရားရုံးကအလုံးနဲ့ထောင်ဒဏ်9နှစ်ချမှတ်ခဲ့ပါတယ်။ရွေးကောက်ပွဲဥပဒေနဲ့ထောင်ဒဏ်ချမှတ်ခံရသူ9ယောက်အထိရှိလာပြီးဖြစ်ပြီးလက်တလောမှာရွေးကောက်ပွဲဥပဒေနဲ့ဖမ်းဆီးအရေးယူခံရတဲ့သူအယောက်100နီးပါးရှိနေပြီဖြစ်ပါတယ်။ တံပိုးကြီးမာတဲ့တပ်ပိုင်ဘန်နာပစ္စည်းတချို့ကိုတရားမဝင် ထုတ်ယူသွားခဲ့တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့ဗဟိုဥဆောင်ကော်မတီဝင်၂ယောက်ဖြစ်တဲ့ကိုမုံတိုင်းနဲ့ကိုနိုင်ကြီးတို့ကိုဖမ်းဆီးထိန်သိမ်းထားတယ်လို့မန္တလေး PDF ကမနေ့ကထုတ်ပြန်ထားပါတယ်။ကိုမုံတိုင်းနဲ့ကိုနိုင်ကြီးတို့ဟာအဲ့ဒီဘန်နာပစ္စည်းတွေကိုပြန်လဲအနှံပုံနဲ့ပြစ်မှုအတွက်ပြစ်ဒဏ်ခံယူရမယ်လို့ပြီးခဲ့တဲ့ဩဂတ်လကပြုလုပ်တဲ့ဗဟိုဥဆောင်ကော်မတီအစည်းအဝေးမှာဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့အဲ့ဒီကာလကတော်လိုင်းရဲ့အခြေအနေနဲ့တခြားထောက်ရှုရမယ့်အခြေအနေတွေကြောင့်ပြစ်ဒဏ်တွေကိုလက်တွေ့ချမှတ်ခြင်းမပြုသေးဘဲယာယီဆိုင်ငံ့ခဲ့တာပါ။ဒါပေမဲ့လည်းသူတို့နှစ်ဦးဟာတပ်ရဲ့ဗန်နာပစ္စည်းတွေကိုအခုထိပြန်လည်အနှံ့ခြင်းမရှိခဲ့သလိုဖြည့်ရှင်းချက်လည်းမပေးခဲ့ဘူးလို့မန္တလေး PDF ကပြောထားပါဗျ။ဒါကြောင့်သူတို့နှစ်ဦးဟာတာမန်စီမင်းချိုးဖောက်မှုအဆင့်ကိုကျော်လွန်ပြီးကြီးမားတဲ့ပြစ်မှုအမျိုးအစားအဆင့်ကိုရောက်ရှိသွားတာကြောင့် ဒီလနိုဝင်ဘာ15ရက်နေ့ကစပြီးလက်ရှိတာဝန်အားလုံးကနေရဆိုင်ကလက်နက်ဖြုတ်သိမ်းပြီးအချုပ်နဲ့ထိန်းသိမ်းထားတယ်လို့မန္တလေး PDF ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိဖမ်းဆီးထားတဲ့တပ်ဖွဲ့ဝင်2ဦးဟာတပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်နေတဲ့အပြင်ပြစ်မှုရဲ့သဘောတဘာဝအရာအမှုကိုတပ်တွင်းတာမန်စီရင်ဆုံးဖြတ်ဖို့မတင်ဘူးလို့လည်းမန္တလေး PDF ကဆိုထားပါတယ်။ ဒါကြောင့်အထက်ယုံဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်ကအမှုရဲဖြစ်စဉ်ကိုလိုအပ်တယ်လို့ဆုံးဖြတ်ဆောင်ရွက်နိုင်ဖို့သတင်းပို့တင်ပြထားပြီးဖြစ်တယ်လို့လည်းမန္တလေး PDF ကပြောဆိုထားပါတယ်။မန္တလေး PDF အနေနဲ့ဒီလိုစီကံထိန်သိမ်းရေးနဲ့အပြစ်ပေးတာတွေကိုတက်တွင်းကိစ္စအဖြစ်သားထားပြီးအများပြည်သူကိုအသိပေးလို့မရှိပါဘူး။ဒါပေမဲ့လက်ရှိမှာမလိုလားအပ်တဲ့သတင်းအချက်အလက်အလွဲမားတွေကြားသိနေရတာကြောင့်အခုလိုထုတ်ပြန်ရတာဖြစ်တယ်လို့လည်းပြောပါရစေ။ ဒေါ်လာ၏အကျိုးကိုထိခိုက်စေမဲ့တရင်အချက်လက်တွေမဖန်သည့်မဖြန့်ဖြူးဖို့ကိုလည်းမန္တလေး PDF ကမြစ်တာရက်ခံထားပါသေးတယ်။တပ်ဖွဲ့အနေနဲ့တပ်ပုံကြစစ်ပုံကြဖို့အစွမ်းကုန်စ조사တိစောက်နေပြီးယာရုတောင်ဝန်အစင်တန်းမခွဲခြားပဲအပြစ်ရှိသူကိုအပြစ်ရှိတယ်လို့အရေးယူတာတွေကိုအထူးအလေးထားဆောင်ရွက်လေ့ရှိတယ်လို့လည်းပြောဆိုထားပါတယ်။ရခိုင်ပြည်နယ်တောင်ပိုင်းကျောက်ဖြူမြို့နယ်မှာ စေအုပ်စုရဲ့မြေပြင်ထိုးစစ်တွေကြောင့်ကျေးရွာပေါင်း20နီးပါးလောက်ကဒေသခံတွေဟာဘေးလွတ်ရာကိုထပ်မံထွက်ပြေးနေရပြီးအရေးပေါ်ကူညီတွေလိုအပ်နေတယ်လို့စစ်ဘေးဒုက္ခသည်တွေကပြောဆိုကြပါတယ်။ဒီလအတွင်းမှာပဲကျေးရွာပေါင်း18ရွာကဒေသခံ3000ကျော်လောက်ကဘေးလွတ်ရာကိုပြောင်းရွှေ့ထားရပြီးကြောက်ဖြူတနယ်လုံးမှာစစ်ဘေးဒုက္ခသည်3000ဝန်းကျင်အထိရှိလာနေတယ်လို့စစ်ဘေးဒုက္ခသည်တွေကကူညီပေးနေသူတွေကပြောပါတယ်။ဒါ့အပြင်လက်ရှိထွက်ပြေးတိမ်းရှောင်နေရတဲ့စစ်ဘေးဒုက္ခသည်တွေအနေနဲ့ အဝတ်တထည်ကိုတစ်ခုနဲ့ထွက်ပြေးလာရတဲ့အတွက်စာဝတ်နေရေးခက်ခဲတွေနဲ့ရင်ဆိုင်နေရသလိုစေဝါကူညီတွေလည်းအရေးတကြီးလိုအပ်နေတယ်လို့လည်းစေပေဒုက္ခတွေတွေကိုကူညီပေးနေသူတွေကပြောပါရယ်လက်ရှိမှာတော့ကြောက်ဖြူမျိုးနဲ့အတွင်းကမင်းပြင်ကျေးရွာအနီးမှာဆီအိုဆူနဲ့အာရခတက်တော်အေအေချာနှစ်ဖက်ထိတွေ့တိုက်ပွဲတွေပြင်းထန်နေရတယ်ဖြစ်ပါရယ်ဒါ့အပြင်ဆီအိုဆူဘက်ကတိုက်ပွဲနဲ့မသက်ဆိုင်တဲ့လူနေကျေးရွာတွေကိုလေကြောင်းပုံကျဲတာတွေရှစ်တက်တင်းမောတွေကနေလက်နက်ကြီးတွေနဲ့ပြစ်ခတ်နေရတွေကြောင့် မကြာခဏဆိုသလိုအရက်သားထိခိုက်တေဆုံးမှုတွေလည်းရှိနေပါဗျာအပတ်စဉ်တင်ဆက်နေကြတပတ်တွင်းထူချာသတင်းအစီအစဉ်ကိုစူးစီးတင်ဆက်ပေးကြတာလည်းဖြစ်ပါတယ်ရှင်။ဗမာပွေကြီးကိုကြီးစုအားပေးနေကြတဲ့ပြည်သက်များနဲ့တကွမြမပြည်သူပြည်သားများအားလုံးဘေးကင်းလုံခြုံကြဖို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်။